မင်္ဂလာပါရှင်ရှမ်းကိုမီဒီယာကကြိုဆိုပါရစေမမမြူနယ်တွင်ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့မှဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းစင်းဆောင်ရွက်တဲ့တဲ့တင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းမမှန်ခရိုင်မိမှန်မြို့နယ်တွင်ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့သည်ဒေသခံပြည်သူများနှင့်တွေ့ဆုံရင်းဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားယနေ့နနက်9:00နာရီချိန်ကမမှန်မြို့နယ်ဝင်းနောင်အုပ်စုခါနန်ကျေးရွာတွင်တာရောက်ကွင်းစင်ဆောင်ရွက်ခဲ့ကြပါသည် ထို့သို့တွင်ဆင်ဆောင်ရရတွင်မမှန်ခိုင် KI စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်တောင်းနှင့်အဖွဲ့ဝင်များမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်းလန်းအောင်နှင့်အဖွဲ့ဝင်များမြန်မာနိုင်ငံရေးတပ်ဖွဲ့ဝင်များ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ရာဝန်ကြီးဌာနမှဝန်ထမ်းများမြို့နယ်ပညာရေးဦးစီးဌာနမှဝန်ထမ်းများမှတ်မှန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများခရိုင်စင်ဌာနဆိုင်ရာတာဝန်ရှိသူများမြို့နယ်စင်ဌာနဆိုင်ရာတာဝန်ရှိသူများသည်မိမိဌာနတစ်ခုချင်းစီမှလုပ်ငန်းတာဝန်များကိုရှင်းလင်းပြောကြားခဲ့ပါသည် အဲ့ဒီနောက်ခါနန်ချေးရွာဤဒေတာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရဲရွာလုံးချုံရင်းနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများစစ်မှုထမ်းဥပဒေဆိုင်ရာတည်ကောင်းစရာများရွေးကောက်ပွဲဆိုင်ရာတည်တင်တည်ထိုက်သည့်များဂျမားရေးနဲ့ပညာရေးအစရှိသောကဏ္ဍများအလိုက်သက်ဆိုင်ရာဌာနအသီးသီးမှရှင်းလင်းဆွေးနွေးဟောပြခဲ့ကြပါတယ်။ထို့နောက်ဝင်းတော်အုပ်စုခါနန်ချေးရွာချေးရွာသူချေးရွာသားများအားပြည်သူစစ်မှုထမ်းဥပဒေကိုအကျယ်တဝင်းသိရှိနိုင်စေရန်ပြည်သူစစ်မှုထမ်းဥပဒေဆိုင်ရာတည်င်းစကားလက်ကမ်း န်စားဆောင်များကိုဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။